ဒီနေ့ပြပြပေးခြင်းတဲ့နိုင်လေးကတော့လူငယ်ဆိုင်နဲ့အထာကြစေမဲ့တော်သီးသုံးလုံးနဲ့ခရိုနိုနိုင်လေးကြောင့်ပဲဖြစ်ပါတယ်ခရိုနိုနိုင်တွေမှာတော်သီးသုံးလုံးကဘာဖန်ရှင်တွေအတွက်သုံးတာလဲစကန်လက်တန်တွေကပုံမှန်နိုင်တွေလို့မသွားတာဘာကြောင့်လဲဆိုပြီးတော့သိကျင်နေတယ်ဟုတ်တော်သီးသုံးလုံးမှာအပေါ်ဆုံးတော်သီးလေးကတော့ storage ကိုအသုံးပြုဖို့ပါအချိန်ကိုစပြီးမှတ်တော့မယ်ဆိုလို့ရှိရင်အပေါ်ဆုံးတော်သီးလေးကိုနှိမ့်လိုက်တာနဲ့ storage ရဲ့စကန်လက်တန်တွေကအချိန်ကိုစပြီးတော့မှတ်ပါတော့တယ်အချိန်မှတ်တာကိုရက်ချင်တယ်ဆိုလို့ရှိရင်တော့အပေါ်ဆုံးတော်သီးလေးကိုထပ်ပြီးတော့နှိမ့်လိုက်ရုံပါပဲ storage ကို reset လုပ်ချင်တယ်ဆိုလို့ရှိရင်တော့အောက်ဆုံးမှာရှိတဲ့တော်သီးလေးကိုနှိမ့် က်လို့ရှိရင် store web ရဲ့ second လက်တန်နေရာမူလတရှိရာနေရာကိုပြန်ရောက်သွားမှာပဲဖြစ်ပါတယ်။တော်သီးသုံးလုံးရဲ့အလဲရတော်သီးလေးကိုပထမတစ်ဆင့်ဆွဲထုတ်လိုက်တာနဲ့ဒိတ်ကိုတိုက်လို့ရပါပြီ။ဒုတိယတစ်ဆင့်ဆွဲထုတ်လိုက်တာနဲ့အချိန်ကိုတိုက်လို့ရပါပြီ။ဒါဆိုလို့ရှိရင်နိုင်မှာရှိတဲ့ display သုံးခွက်ကရောဘာလို့ပြတာလဲ။ chrono မှာတာမန်နိုင်ရီနဲ့မတူတာက display မှာ second ပြတဲ့အကွက်လေးတွေပါရှိပြီးတော့သူကနိုင် model ပေါ်လိုက်ပြီးတော့ဘေးဘက်ဒိုမဟုံအောက်ဘက်မှာအကွက်လေးတွေပါရှိတာပဲဖြစ်ပါတယ်။ကျန်တဲ့ display နှစ်ခွက်ကတော့ store ရဲ့တွဲအာဝါနဲ့မိနစ်ကိုပြတဲ့အခွက်လေးတွေပဲဖြစ်ပါတယ် AC9 နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေနိုင်ီကျောင်းတိကောင်းစရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ AC ရဲ့ social media page တွေကို like and follow လုပ်ဖို့မမေ့ကြနဲ့နော်